လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆိုစီပါဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးနော်တယောက်တယောက်နှုတ်ဆက်တဲ့အခါတို့ဆူတောင်းတဲ့အခါကျကံကောင်းပါစေပြောကြကလတ်ဆို ဗမာပြည်ကလူတွေသာဒီလိုပြောတာမဟုတ်ဘူးဗမာစကားနဲ့မဟုတ်တဲ့အခါကျတော့လေ good luck ပဲကံကောင်းပါစေလို့ပြောကြတာအဲ့တော့ကံကောင်းတာထိပေါ်ရင်လည်းကံကောင်းတယ်လို့ပြောတယ်စီပေါ်ဥစားတိုးတဲ့ရင်လည်းကံကောင်းတယ်လို့ပြောတယ်အစည်းတွေကလွတ်သွားရင်လည်းကံကောင်းတယ်လို့ပြောတယ်အဖမ်းမခံရရင်လည်းကံကောင်းတယ်လို့ပြောအမျိုးစုံပဲကံကောင်းတယ်လို့ပြောတာတွေကအဲ့ဒါဟာ ဆိုးချိုးကလွမြောက်နေတာကိုကံကောင်းတယ်လို့ပြောတာကံဆိုတာအကြောင်းတရားသာလင်ဖြစ်တယ်အဲ့တော့အကြောင်းတရားကောင်းအောင်လုပ်ဖို့လိုတယ်ဆိုတော့မမေ့ဖို့ပေါ့နော်မမေ့ဘူးအဲ့တော့မြတ်စွာဘုရားဟောတာတမပတ္တိဆိုတဲ့တုတ်တံမှာဟောထားပုံလေးကိုကြည့်ကံကောင်းတယ်ဆိုတာကုသဏမှာကုသတရားတွေဖြစ်မှကံကောင်းတယ်လို့ပြောလို့ရတယ်ဘာလို့လို့ဆိုရင် အနဝိဇ္ဇဒုက္ခဝိပါကလက္ခဏာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တဲ့ကုသတရားတဲ့အဲ့ဒီကုသတရားကုသနာမှာရှိဖို့ဒါကြောင့်မို့ကံကောင်းခြင်းစိတ်ထားကိုပြင်စိတ်ထားစိတ်ထားကြတော့ပြင်မွေးရမေ့ကြတတိမထားကြဘူးဘုရားဘာသာဖြစ်ပြီးတော့စိတ်ထားမကောင်းတဲ့လူတွေအများကြီးဖြစ်ဘုရားဘာသာဖြစ်ပြီး ရသော်ဗျာရဲ့ဆုံးမနဲ့အညီမနေနိုင်မဲနဲ့စိတ်ပုတ်စိတ်ယုတ်တွေနဲ့နေကြတာတွေကအမတန်မှများအဲ့တော့စိတ်ထားကိုဘယ်လိုပြင်ရမလဲလို့ဆိုတာကိုကြည့်ပါရသော်ဗျာရဲ့ဆုံးမအပေါ်သို့သောသို့မဟုတ်ကောင်းတဲ့အလုပ်လုပ်ရတဲ့အပေါ်မှာယုံကြည်မှုစိတ်ဝင်စားမှု ਨੇ ပါရဟုအတ္တထသရတရားကိမဲ့ခြင်းလို့ဆို ဆိုတော့လူတယောက်ဟာစိတ်ဝင်စားဘူးဆိုရင်ကိုယ်အိမ်မှာကိုယ်ဝယ်ထားတဲ့ဖရာကန်းတော်တန်ရှင်းလှုပ်ချင်မှလှုပ်မှလေစိတ်ဝင်စားဘန်လဲဘူးလဲစိတ်ဝင်စားဘူးဥပုံနေဥပုံဆောင်မှုလဲစိတ်ဝင်စားဘူးမနဲ့ထားတန်ဃာတွေဆုံးလောက်မှုဆိုစိတ်ဝင်စားဘူးအဲ့ဒီလိုတရားပွဲရှိလို့တရားပွဲသွားဖို့တရားနာဖို့စိတ်ဝင်စားအောင်အဲ့ဒါအတ္တတလို့ခေါ်တယ် အဲ့ဒီအတ္တထဆိုရယ်မယုံကြည်မှုရှိလို့ရှိရင်စိတ်ကောင်းတဲ့အလုပ်ကိုစိတ်မဝင်စားဘူးဆိုရင်ကံမကောင်းဘူးတဲ့ဒါကြောင့်ကံမကောင်းစေတတ်တဲ့စိတ်မဝင်စားဘူးကောင်းတဲ့အလုပ်ပေါ်မှာစိတ်မဝင်စားဘူးဆိုရယ်တရားတရားကင်းမဲ့နေတဲ့စိတ်ထားကိုတရားတရားထက်တန်တာနဲ့ပြုပြင်ပေးလိုက်ပါစိတ်မဝင်စားရင်စိတ်ဝင်စားအောင်လုပ်ပါပဲဆရာတော်တရားဟောဟောရသော်ဘုရားတရားတွေကပဲဟောကြမှာပဲဖြစ်တယ် သွားပြီးတော့တရားနာပါနာပြီးတော့တရားနာမယ်အတိညာတိုးအောင်နာမယ်ရေရမောရလို့ဆိုရဲအတွေ့အနေမတွေးပါနဲ့ဘယ်တရားဘောရရည်ရတယ်ဘယ်တရားဘောရတော့ငိုက်တယ်ဆိုတာမျိုးတွေမဖြစ်စေတရားနာတယ်ဆိုတာဘာအတွက်နာအတိညာရဖို့နာအနုဟုဆိုအလကားအညောင်းခံပြီးဘာလို့လာငုတ်တုတ်ထိုင်မလို့အတိညာရမှတန်ဖို့ရှိတော့ဘောဒါကြောင့်မို့မယုံကြည်မှုဆိုတဲ့ တရာတရားကင်းမဲ့တဲ့စိတ်နေသဘောတရားကိုယုံကြည်မှုဆိုတာကိုယ်စိတ်တန်တယ်ယုံကြည်မှုဆိုတဲ့စိတ်ထားပဲရအောင် ပြုပြင်ပေးရမယ်ဒါတစ်ချက်အဟိရိကာဆိုတဲ့လောကလူတွေဟာမဟုတ်တာလုပ်ရမှာမဆက်ဘူးမဟုတ်တဲ့အလုပ်ကိုမယုံမုံဘူးအဲ့ဒီမဟုတ်တဲ့အလုပ်ကိုမယုံနဲ့အဟိရိကာဆိုတဲ့စိတ်သဘောတရားကို ပြင်လိုက်ပါ မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယွန်းတယ်မကောင်းမှုအကုသိုလ်ဆိုတာလူသိသိမသိသိဒီအလောက်ဟာငါလိုလူမလောက်ဘူးဆိုပြီးတော့ယွန်းမုန်းတယ်ဆိုတဲ့ဟိရိစိတ်ထားမျိုးရောက်အောင်ပြင်မှာအရှက်မဲ့တဲ့စိတ်ထားမျိုး မထားပါနဲ့အရှက်ရှိတဲ့စိတ်ထားမျိုးထားပါအနုတ္တပမဟုတ်တာလောကတာမကြောက်လန့်ဘူးဖြစ်ပေါ်လာမဲ့ ဒုက္ခတွေကိုခယူးမဆိုင်ဘူးဒီဘဝဒီကိုယ်ဆံဟိုဘဝဟိုကိုယ်ခံလိုက်မယ်ဆိုတဲ့အတွေးတွေနဲ့မကြောက်ဘူးမကောင်းတဲ့အလုပ်ကိုလက်ရဲဆက်ရဲလုပ်တယ်ဆိုတဲ့အနုတ္တပပိုးဖလံဆိုတဲ့အကောင်းဟာဖျောင်းနိုင်မီးလေးထွန်းထားရင်လှတဲ့ထင်ပြီးတော့မီးမီးတောက်ထဲကို ခုံဆင်းတတ်တယ်ခုံဆင်းလိုက်တာနဲ့တပြိုင်တည်းရှဲကနေဆိုမီးလောင်တာခံရတယ် အဲ့ဒီသဘောပဲအနုတ္တပရဲ့သဘောမကြောက်ဘူးမကြောက်သေးတဲ့အကြောင်းသက်ဆုံးသွားတယ်။အေးမကောင်းမှုလုပ်ရမှာမကြောက်ဘူး။ပဝန်းကျင်ကိုဂရုမစိုက်ဘူး။ I don't care ဆိုတဲ့လူတွေပေါ့နော်။ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးကိုပဝန်းကျင်ကိုလေးစားမယ်။အမေဖေးဆရာသမားတွေရဲ့ဂုဏ်သိက္ခာကိုထိမ့်မယ်။ကိုယ့်ပဝန်းကျင်ကိုယ့်လူမျိုးကိုထိမ့်မယ်ဆိုတဲ့ ပဝန်းကျင်ကိုလေးစားတဲ့စိတ်ဓာတ်မျိုးထားပါတဲ့ပြင်ရမှာဖြစ်တယ်ပေါ့မကောင်းတဲ့အလုပ်ကိုမလုပ်ဘူးနောက်တစ်ခုကဘာတော့ဆိုရင်လူတွေမှာစိတ်ဓာတ်နှမျိုးရှိတယ်အလုပ်တစ်ခုလုပ်ချင်လုပ်မယ်ဆိုရင်အချိန်စွဲတယ်အပြင်းထူတယ်နော်အပြင်းထူတယ်အချိန်စွဲတယ်ဆိုတော့ဘယ်လိုစွဲလဲဆိုစောပါသေးတယ် နော်စောပါသေးတယ်စောနေတဲ့အချိန်ဆိုရင်စောသေးတယ်နော်ယာတိဥရုကအေးလို့ရှင်လဲယာတိဥရုကအေးတယ်အေးလွန်နေတယ်ပူတဲ့အခါကျတော့လဲပူလွန်နေနောက်ချသွားလို့ရှင်လဲနောက်ချသွားပြီစင်ကြီးလေးတွေပေးပြီးတော့လူဟာ အပြင်းထူတတ်တယ်အဲ့ဒီအပြင်းထူ အချိန်ဆွဲတဲ့အကျင့်ကိုစိတ်နေသဘောထားကိုဖယ်ရှားပြရမယ် ်ဘယ်လုပ်ပဲလုပ်လို့ကိုကစောစီးစီးရအောင်လုပ်ပြီးတော့ကိုလုပ်ပြီးအောင်ကြိုးစားမယ်ဆိုတဲ့လုံလဝိရိယရှိရနော်အဲ့လိုလုံလုံတဲ့အခါမှာစင်ကြီးပေးတတ်တဲ့လူတွေအလူပွဲတပွဲလူတယောက်ရောက်လာရောက်လာတဲ့အခါမှာဝေယဝိဆတ်လှုပ်ဆရာတွေတွေ့တော့အာကျွန်တော်အလှူပွဲကြီးဝိုင်းလှုပ်ချင်လိုက်တာဗျာဒါပေမဲ့ထမင်းကမစားသေးလို့ဗိုက်စားလို့ ဝိုင်းနော်ဝေယဝိဆာတွေလှုပ်ချင်ပါတယ်ဒါပေမဲ့ဘိုက်ကစားနေသေးတယ်ဆိုဟုတ်ထင်ပြီသူထမင်းကြွေးကြထမင်းစားပြီးတဲ့ကအာလှုပ်เสียရှိတယ်လေအများကြီးကျုပ်လှုပ်ချင်နေကြဒါပေမဲ့ဘိုက်ကလေးနေတယ်ခုအဲ့တော့ထမင်းစားတော့ကလည်းစားလို့လို့အကြောင်းပြထမင်းစားပြီးပြန်တော့လည်းဘိုက်လေးလို့လို့အကြောင်းပြအဲ့တော့မလှုပ်တာတူတူပဲလေအဲ့ဒါအချင်းဆွဲချင်း အပြင်းထူခြင်းပဲဖြစ်တယ်။လောကမှာနေတဲ့ပုဂ္ဂိုလ်တွေဟာအချိန်ဆွဲခြင်းအပြင်းထူခြင်းဖြင့်ကြီးပေါ်တိုးတက်မှုမရနိုင်ဘူးတဲ့။ဒါကြောင့်မို့ပြင်းရခြင်းအပြင်းထူခြင်းအချိန်ဆွဲခြင်းဆိုတဲ့အကျင့်ဆုံးစိတ်နေသဘောထားလေးကို ပြင်ပြီးတော့ဘာလုံးလုံးနောက်မဆုံးပဲတက်တက်ကြွကြွချိုးစားအထုံးပဲဆိုတဲ့လုံလဝိရိယစိတ်နေသဘောထားကိုပြင်မှာအဲ့ဒါဆိုရင်ကံကောင်းလာပါလိမ့်မယ်။ကံကောင်းခြင်းအဲ့ဒါလုပ်ဖို့လိုတယ် အဆောင်နေဆောင်မနေနဲ့ဒီတိုင်းနေเนาะကံကောင်းလာလိမ့်မယ်